မင်းသားကွန်ဘာဝအားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီနေ့မျှော်ပေးသွားမယ့်အကြောင်းအရာလေးကတော့ဗောနော်ကျွန်တော်တို့ဂျပန်မှာနေတဲ့ညီကိုတွေအတွက်ဗောနော်နမ်မာဆိုချိုဆေနမ်မာဆိုချိုဆေကကျွန်တော်ကွန်မြူနီမှာအလုပ်လုပ်နေတဲ့လူတွေဗောနော်နမ်မာဆိုချိုဆေကိုကျွန်တော်ကွန်မြူနီဘက်ကစာရွက်၃ရွက်ပေးပြီးတော့မှဖြည့်ခိုင်းတဲ့အချိန်ကို ရောက်လာပြီဗောနော် ကျွန်တော်တို့ဒါကဘာလဲဆိုတော့ဂျပန်လိုပြောမယ်ဆိုရင် Nemasu Chose ပေါ့နော်မြန်မာလိုကတော့ကျွန်တော်တို့နှစ်ကုံအခွန်ချိန်ကြီးချင်းလို့အဓိပ္ပာယ်ရတာပေါ့နော်ဆိုတော့ဒီအခွန်ချိန်ကြီးချင်းဆိုတာဘာလဲဆိုတာကိုကျွန်တော်အနေနဲ့ပြောပြပါမယ်ကျွန်တော်တို့နှစ်တစ်နှစ်မှာကျွန်တော်တို့တစ်နှစ်လုံးလှုပ်ထားတဲ့လှုပ်အားခါပေါ့နော်ကျွန်တော်တို့ဝင်ငွေအခွန်တွေစောင်းပေးထားတဲ့လစဉ်လစဉ်ကျွန်တော်တို့ပုံမှန်ကျွန်တော်တို့လစာဂျပန်လို25000ရတဲ့ ရန်25တောင်းရတဲ့ကျွန်တော်တို့လူတယောက်ဆိုရင်တလားကိုကျွန်တော် short တခုဈေးကဝင်ငွေခွန်ကပေါ့နော်ပြင်းပြအပြင်9000လောက်ရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီပြင်းပြဆိုတဲ့ဟာကကျွန်တော်တို့ဒီအလုတ်ခံထားရတာပေါ့နော်ဆိုတော့ဒါကတကယ်ကိုမှပဲပြင်းပြပြီးဖြစ်တယ်ဆိုတော့ဟိုသူတို့တကယ်နှုတ်ယူတဲ့အချိန်မှာပေါ့နော်ပိုပိုတာတာလေးနှုတ်ထားတာရှိတယ်ပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့ကဒီနှစ်ကုန်ပိုင်းမှာကျွန်တော်တို့တစ်နှစ်စာဝင်ငွေအကုန်လုံးဘယ်လောက်ဝင်ထားတယ် အဲ့ဒါအဲ့ဒီထဲကမှကျွန်တော်တို့အခွန်ဘယ်လောက်ဆောင်ထားတယ်ဆိုတာကိုကျွန်တော်တို့အသေးချာစနစ်တကျတွက်ချက်ပြီးတော့နိုင်ငံတော်ဘက်ကနေတကယ်လို့ကိုကဆောင်ထားတာကကိုရှိကနှုတ်ယူထားတဲ့ဟာတကယ်လို့သူတို့ကပူပူတာတာနှုတ်ထားခဲ့မယ်ဆိုရင် ကျွန်တော်တို့ပိုနေတယ်ဆိုရင်တွက်ချက်ပြီးတော့ပိုနေတယ်ဆိုရင်ကျွန်တော်တို့စီကိုပြန်လေးပေးတာပါနော်တကယ်လို့လုံနေခဲ့မယ်ဆိုရင်ကျွန်တော်တို့ပြန်ဆောင်ပေးရတယ်အဲပုံစံတစ်ခုပြည့်တယ်အဲ့ဒါကဘာလဲဆိုတော့ဂျပန်လိုပြောမယ်ဆိုရင်နေမတ်စုချောစေး ဟုတ်ပြီနော်ဆိုတော့ဒီနှစ်ကွန်အခွန်ချင်းကြီးချင်းလို့အတက်ပေးရတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်နဲ့အတူကြည့်ကြမယ်ပေါ့နော်ဒီနှစ်ကွန်အခွန်ချင်းကြီးချင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကုမ္ပဏီကနေပေါ့နော်စာပြေ၃၃ရွက်ရမယ်ပေါ့နော်၃ရွက်ကတော့ကျွန်တော်ခဏနေပြပေးသွားမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အဲ့ဒီထဲကမှကျွန်တော်ဒီ full your code job full your code job ဆိုတာရှိတယ်အဲ့ full your code job ဆိုတဲ့စာရွက်လည်းခဏနေကျွန်တော်ပြပေးသွားမှာဖြစ်တယ်ဆိုတော့ဂျပန်နိုင်ငံနှစ်ကွန်အခွန်ရှော့ပေါ့ချင်းဆိုင်ရာရှောက်ထားခြင်းပေါ့နော်တကယ်လို့ ခုမှမြန်မာနိုင်ငံမှာမိသားစုရှိတယ်မိသားစုစီကိုကျွန်တော်တို့တရားဝင်လမ်းကြောင်းကနေအဲငွေထောက်ပံ့ငွေတွေလွှဲပေးထားတယ်ဆိုရင်ကျွန်တော်တို့အသက်တွေအထောက်အထားခံလုံတယ်ဆိုရင်ပေါ့နော်အဲ့ဒီကျွန်တော်တို့ဒီလက်ခံပြေစာလေးကိုကျွန်တော်ဘန်ဘက်ကနေရယူပြီးပြီးဆိုရင်တော့ပြင်ကျွန်တော်တို့ဒီနေမတ်ချိုးစစ်တင်တဲ့အချိန်မှာကျွန်တော်မှမိခိုးဘယ်နှယောက်ရှိပါလဲဆိုတဲ့ဟာလေးကိုကျွန်တော်တို့ဟိုရှောက်လွာမှာရေးဖြစ်ပြီးတော့တင်ခဲ့မှာဆိုရင်ကျွန်တော်လာမယ့်နေ့ထဲမှာပေါ့နော်ဒီသူတို့အခွန်တွေတွက်ချက်ပြီးရင်ကျွန်တော်တို့အတွက် အအခွန်တွေကို short ပေါ့ပြီးတော့ဗောနော်သူတို့ကျွန်တော်တို့မီကိုဘယ်နှစ်ယောက်ဘယ်နှစ်ယောက်ရှိတယ်ဆိုတာကိုတကယ်တရားဝင်ပြနိုင်ခဲ့မယ်ဆိုရင်အခွန်တွေကိုဟိုကိုယ့်ရဲ့အခွန်တွေကနောက်နှစ်နောက်နှစ်တွေမှာဗောနော်ရော့လာမှာဖြစ်တယ်ဗောနော်ဆိုတော့ကျွန်တော်ဒီ name as choice မှာကျွန်တော်တို့ဒီ full your ခိုးကြောဟိုသေချာသားတကယ်စနေတကျတင်နိုင်ခဲ့မယ်ဆိုရင်တော့ဖြင့်ကျွန်တော်တို့နောက်နှစ်ဒီမှာအခွန်တွေကတိတိတတ်တရော့လာမယ်ဘယ်ဘလို့အခွန်တွေရော့လာမလဲဆိုရင်ကျွန်တော်တို့ဒီ short တို့ခုစေးလို့ခေါ်တယ်ကျွန်တော်တို့ဒီဝင်းဝဲခွန်ရဲ့ juming စေးလို့ခေါ်တယ်ကျွန်တော်နေထိုင်ခွန်ရင်ပေါ့နော်ဒီအခွန်နှစ်မျိုးကကျွန်တော်တို့တက်တာလာမှာဖြစ်တယ်ပေါ့နော်အဆုံးတီးကြည့်ပေးတဲ့အရောက်စတဲ့ကိုကျေးဇူးအများကြီးတင်ပါတယ်တကယ်လို့ကျွန်တော်ရဲ့ဒီဗီဒီယိုကြည့်ပြီးတော့နားမလည်တာတခုခုရှိခဲ့တယ်ဆိုရင်ကျွန်တော်ရဲ့ဒီဗီဒီယိုရဲ့ comment အပေါက်မှာပေါ့နော်ရေးထားပေးခဲ့ပါ ကျွန်တော်ကတော့လက်ရှိကတော့ကျွန်တော်နားလေသလောက်ကျွန်တော်ရှင်းပြပေးထားတယ်နောက်တစ်ခုကဒီဟာဒီလျှောက်လွာကြီးဟာရှင်းပြရင်ရှင်းပြသလောက်ရှုပ်လာမှာဖြစ်တဲ့အတွက်ကျွန်တော်ကတော့အလွယ်ကူဆုံးကျွန်တော်ရေးပြီးတော့ရှင်းပြထားတာဖြစ်တယ်ပေါ့နော်ဆိုတော့တကယ်လို့ဒီကြည့်နေတဲ့ညီကိုတွေအတွက်တစုံတရာဒီဗီဒီယိုကြည့်ရင်အကျိုးရှိခဲ့မယ်ဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုကို like and share လေးလုပ်ပေးပါလို့ကျွန်တော်ပြောဆိုရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုဒီမှာပဲအဆုံးသတ်ပြစေဗျဟုတ်ကဲ့ပါဒါဆိုရင်ကျွန်တော်နဲ့အတူနောက်ဗီဒီယိုမှာထပ်တွေ့ကြတာပေါ့နော်အားလုံးကိုကျေးဇူးများတင်ပါတယ်